မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတရုတ်အနေရဲ့မြို့များအထိကြီးမားလာသည်ကိုမိမောင်းထိုးပြလာခြင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မဟာပြူဟာနဲ့မူဝါဒရေးရာအင်စတီကျူမှာပြည်ပခငင်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြမရေးတာဝန်ခံဦးကျော်ထက်အောင်မှမြမတော်လန်ရေးအရှိန်ဟုန်မြင်းများထီခီးရောက်နိုင်သည့်အတိုင်းတာကိုတရုတ်ကဆုံးဖြတ်ကန့်သက်လာတော့မည်ဆိုသောခေါင်းစဉ်ဖြင့်တရုတ်၏အနေကြီးထွားလာနေသည်ကိုမိမောင်းထိုးပြလာသောဆောင်းပါဖြစ်၍အာလုံးတည်တည်သည်ဟုယူဆ၍ကောက်နှုတ်တင်ပြပေးသွားမှာဖြစ်ပါသည် 2021ဆရာနာသိမ့်မှုနှင့်အတူပြင်းထန်လာသောအကြမ်းဖက်ဖိနှိပ်မှုများကြောင့်နိုင်ငံတော်ဝန်ပြည်သူတို့၏လက်နက်ကင်အုံကြွတွန်းလှန်ခဲ့ရမှာပြည်ရင်းစစ်မီးကြီးသည်မိဟုံဟုံတောက်လောင်ခဲ့ရပါတယ်။လက်နက်ကင်တွန်းလှန်ရေးအဖွဲ့ပေါင်း900ကျော်တိပင်ထွက်ပေါ်လာခဲ့ရပါတယ်။တိုက်ပွဲပေါင်း16000ကျော်တိဖြစ်ပေါ်လာခဲ့၍အရှိတောင်အာရှ၏လက်တလောသမိုင်းစဉ်တွင်အပြင်းထန်ဆုံးပြည်ပကကြီးဖြစ်လာခဲ့ပါတယ်။ ထို့ပြည်တွင်စစ်ကြီးတွင်အရေးပါသောအလဲအပြောင်းကြီးသည်2023အောက်တိုဘာတွင်စတင်ခဲ့သောညီနောင်သုံးဘော်မဟာမိတ်တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးဦးဆောင်သောတစ်တုံညာနှစ်ခွန်ထိုးစစ်ကြီးဖြင့်ပေါ်ထွက်လာခဲ့ပါသည်။အဆိုပါထိုးစစ်ကြီးကြောင့်စစ်တပ်သည်တမိုင်းတလျှောက်မကြုံစဘူးအောင်အထင်နာသွားခဲ့ရပြီးနေမြေအမြောင်အမြောင်ဆုံးရှုံးသွားခဲ့ရမှုနှင့်အတူလောင်ရှုံနှင့်အတူအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပါလက်လွတ်ခဲ့ရပါသည်။ထို့သောအခြေအနေများဖြစ်ပေါ်နေစဉ်တွင်တရုတ်သည်ပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးမှုဟုဆို ို့ကတစ်ချိန်လုံးငြိမ်သက်နေခဲ့ပါတယ်။သို့တော်လည်း၎င်းတို့အကျိုးစီးပွားကာကွယ်ပေးနိုင်ရန်မြန်မာအာမည်တို့မြေပုံကင်တွယ်သွားရမည်ကိုချိန်ဆတွက်ချက်နေပြီးမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဤဒုတိယအဆင့်ရောက်လာခဲ့ချိန်တွင်တော့တရုတ်သည်ဖြန့်ဖြေးရတော့မည်ဆိုက ပြက်ပြက်တတနဲ့ PRP အချက်ကြိုက်သည့်၄တန်းမျိုးထွက်လာခဲ့ပါရယ် ယခုတစ်ချိန်တွင်တော့၎င်းတို့အကျိုးစီးပွားနှင့်အညီဖြစ်လာမိဖြည့်ရှင်းချက်မျိုးထွက်ပေါ်လာအောင်မရမကလှုပ်လာကြပါတော့တယ်။မြည်သည့်ဘက်ကမှ၎င်းတို့၏ဒေတာတွင်ဩဇာလွှမ်းမိုးမှုကိုပြက်ပြားအောင်လုပ်မလာနိုင်စေရန်ဖြစ်ပါတယ်။တန်တမန်ရေးဖိအားပေးမှုများစီးပွားရေးမလုံများကြောင့်၎င်းတို့လိုချင်သည့်ရလက်ထွက်ပေါ်လာပြီး2025 AB လအတွင်း MNDAA သည်လောင်းရှုကိုစစ်တပ်အားပြန်ပေးခဲ့ရပါတယ်။ ဤဒီကိုကြည့်မည်ဆိုကတရုတ်တို့ဝင်ရောက်ဆက်ဖက်မှုမရှိဘဲမြို့တို့မြဖြစ်လာနိုင်စရာရှိမည်မဟုတ်ဆိုသည့်အချက်ကိုအထင်ရှားတွေ့လာရပါတယ်။တရုတ်သည်ထူးထူးသောပုံစံမျိုးတိုး၍ကျင့်သုံးလာပြီးစပွဲဝိုင်းတွင်မြို့တို့ကိုခေါ်ထိုင်ခိုင်းပြီးမြို့တို့လိုချင်တာပေးရမည်ဆိုသည့်ကိုပါဆုံးဖြတ်လာသည့်အဆင့်ရောက်လာခဲ့ပါတယ်။တရုတ်၏ထင်နိုင်ကျဲလာနေမှုသည်တော်လန်ရေး၏အရေးကိုဟန်တန်းလာရုံသာမကနိုင်ငံရေးစာမျက်နှာကိုပါသူနီသူဟန်ဖြင့်ပုံဖော်နိုင်ရန်ကြိုးပမ်းလာနေ၍တော်လန်ရေးအပေါ်တက်ရောက်လာ ာနိုင်သည့်အချက်၃ချက်ကိုတွေ့လာရပါသည် ပထမအချက်တရုတ်သည်ဒေါ်လာရေးအောင်ပွဲကိုမြေများအတိုင်းတာအထိတ်သာရှိစေရမည်ဟုမဟာဗျူဟာအရတွက်ချက်ကန့်သက်ချုပ်ချယ်နိုင်စွမ်းရှိလာခြင်းဖြစ်ပါれပြည်သူများ၏အပိသက်ရည်မှန်းချက်သည်ဆေးအာနာရှင်စနစ်လက်နက်ကင်တွန်းလှန်ခြင်းဖြင့်မြမမြေပေါ်မှအပိပိုင်ပြတ်ကွယ်သွားရေးဖြစ်ပါれတရုတ်သည်ရှမ်းမြောက်တွင်ချင်းချောင်းအချက်ကင်သည့်ပုံစံမျိုးဖြင့်ဝင်ရောက်ဆွတ်ဖက်လာခြင်းကြောင့်မြမဒေါ်လာရေးသည်ထိခိုက်လာခဲ့ရပါれသို့သောဒေါ်လာရေးတပ်များတင်ပိုက်ထားသည့်မြို့ရွာနေမြေတိုင်းကိုထိုသို့လုံလာဖို့ ရှိတော့လေ၎င်းတို့၏အဓိကအကျိုးစီးပွားကိုထိခိုက်လာမည်ဆိုက ဝင်ရောက်ပတ်သက်လာတော့မည်ဖြစ်ပါတယ်ဤဒီကတရုတ်သည်စစ်ကောင်စီဘက်ကလိုက်လုံနေခြင်းမျိုးမဟုတ်ဘဲ၎င်းတို့အကျိုးစီးပွားအတွက်မဟာဗျူဟာပိုင်းအရာကြဲကြဲပြန့်ပြန့်တွတ်ချက်ပြီးလက်ရှိနိုင်ငံရေးတွင် မတိမငြိမ်ရွေလျားနေသောပါဝါချင်းကွင်းရှာအားထိမ့်ညီပေးရန်ရည်ရွယ်ချက်ရှိရှိလှုပ်လာခြင်းပင်ဖြစ်ပါသည် ပီကျင်းသည်မြန်မာတွင်နေမည်များအကွဲကွဲအပြဲအပြဲဖြစ်ခြင်းထက်နိုင်ငံရေးရကွဲပြဲနေခြင်းသည်ပိုပြီးထိန်းချောင်းရလွယ်သည်ဟုယူဆထားပါသည်။ဒုမာတာဒုမာတာနိုင်ငံရေးပြုတ်ကွဲမသွားစေရန်အကွဲအပြဲများဖြင့်အင်အားချိနဲ့နေမှသာ၎င်းတို့ရေရှည်အကျိုးစီးပွားအတွက်အလို့ဖြစ်မှာဖြစ်ပါသည်။မြန်မာအားပြုတ်ကွဲမသွားစေဘဲ၎င်းတို့အလို့ကြောင့်လက်ရောလာမိနိုင်ငံမျိုးအဖြစ်ဆက်ရှိနေခြင်းသာအကောင်းဆုံးအခြေအနေဟုလည်းသတ်မှတ်ထားပြီးဖြစ်ပါသည်။ဒုတိယအချက် တရုတ်တွင်ပြင်လက္ခဏာတွေပါသည့်ပြည်ပခအဆုံးသက်ရေးဆိုသည့်ကိုမြန်မာအားကိုကပြီးပုံစံချထွက်ပေါ်လာနိုင်ခြင်းပင်ဖြစ်ပါရယ်ရခိုင်ကငြိမ်းချမ်းရေးအတွက်အနောက်တိုင်းအလူရှင်များနဲ့အစိုးရများကအလုံးရင်ပံ့ပိုးပေးခဲ့တော်လဲရလက်အတင်အတင်နာရရှိခဲ့ပါရယ်တရုတ်သည်ရှေ့လျှောက်မြန်မာပြည်ပခကိုမြို့သို့စီမံပုံဖော်ရမည်ဆိုသည့်ကိုလာရှုကိုနမူနာထား၍၎င်းတို့ပုံစံအတစ်ကိုထုတ်ပြလာခဲ့ပြီးဖြစ်ပါရယ်လက်ရှိတွင်အမေရိကန်သည်မြန်မာနှင့်ပတ်သက်၍၎င်းတို့အဖွဲ့အစည်းများကိုရန်ပုံ ွေများဖြတ်တောက်ကနောက်ဆုတ်သွားခြင်းလည်းဖြစ်၍တရုတ်ဒီရဲရဲတင်းတင်းလှုပ်ရှားလာခြင်းလည်းဖြစ်ပါတယ်တရုတ်ဒီမြန်မာသားမကအာဆီယံ၏အဓိကနိုင်ငံများဖြစ်သော ထိုင်းနှင့်မလေးရှားကိုပါဩစာတက်ရောက်နိုင်စွမ်းရှိနေပါတယ်တရုတ်၏မော်ရယ်တီပြိပခများလျှော့ချအောင်လုပ်ကောင်းလုပ်နိုင်မည်ဖြစ်တော်လဲရေရှည်တည်တတ်မည်ငြိမ်းချမ်းရေးရဖို့လက်ရှိပုံတံတန်းကိုပြုပြင်ပြောင်းလဲအောင်လုပ်နိုင်တော်မည်မဟုတ်ပေတတိယအချက် စိုးရိမ်စရာအကောင်းဆုံးအချက်လေးဖြစ်ပါတယ်မြန်မာတွင်တရုတ်သည်တက်ကြွပြီးတဖြည်းဖြည်းတိုက်ရိုက်ပန်းဝင်ပတ်သက်မှုကြောင့်ခြေပြန့်သည့်ပထဝီနိုင်ငံရေးဆိုင်ရာအန္တရာယ်များနဲ့သက်ဆိုင်လာခြင်းပင်ဖြစ်ပါတယ်လလောဆယ်တွင်ကမ္ဘာနိုင်ငံရေးတွင်လာရနှစ်ခုထွက်ပေါ်လာပါတယ်။ရင်းသည်အမေရိကန်နှင့်တရုတ်ကြားဘူမိနိုင်ငံရေးအားလစ်လူရှုလာမှုနှင့်ဘူမိနိုင်ငံရေးရှင်းပြန်လာမှုပင်ဖြစ်ပါတယ်။ထိုလာရနှစ်ခုစလုံးသည်မြန်မာအတွက်ရေရှည်တွင်အနေရပေးလာနိုင်ပါတယ်။နိုင်ငံတကာအဖို့အခြားနေရာများတွင်ဖြစ်ပေါ်လာနေသောပြည် ပခများကြောင့်စိတ်ကုံလာမှုနှင့်ပြည်တွင်ရေးပတ်အာယုံဆိုင်လာခြင်းများကြောင့်ဘူမိနိုင်ငံရေးပေါ်လစ်လူရှုလာခဲ့မှုများသည်တရုတ်တို့အကွက်ဖြစ်လာခဲ့ရပါသည်မြန်မာ၏အိမ်နီးချင်းနိုင်ငံများသည်လည်းမြန်မာတွင်ရေရှည်တည်တံ့မြင့်ငင်းချမ်းရေးနှင့်ဒီမိုကရေစီအစိုးရပေါ်ထွန်းလာရေးထက်၎င်းတို့အတွက်လက်တလောတည်ငြိမ်မှုရရှိရေးနှင့်မဟာဗျူဟာအကျိုးကိုသာကြည်လာကြပါသည်ထို့သို့ဘူမိနိုင်ငံရေးလစ်လူရှုလာမှုများကြောင့်တရုတ်တို့အဖို့မဆိုသလောက်ဆန့်ကျင်မှုများမှလွဲ၍၎င်းတို့လိုချင်သလိုပုံဖော်နိုင်မြေ ီအခွင့်ကောင်းကိုရလာခဲ့ပါတယ်။ထို့ထက်ပို၍ဆူဆူရွရွထွက်ပေါ်လာနိုင်သည့်ကအင်အားကြီးနိုင်ငံများရှင်ပြိုင်လာမည်အရေးပင်ဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်မဟာဗျူဟာအရာအသာစီးရမည်ကိုစန့်ကျင်လာခြင်း၊ဒေတာရင်းမတီးမငြိမ်ဖြစ်အောင်ကြိုးပမ်းလာခြင်း၊ဩဇာအာဏာလွှတ်မိုးနိုင်ရေးနှင့်တဘာဝအရင်းမြစ်များအတွက်ပြိုင်ဆိုင်လာခြင်းမျိုးဖြစ်ပါတယ်။ထို့သို့ဖြစ်လာကမြန်မာသည်၎င်းတို့ရှင်ပြိုင်စရာဇက်ခုံကြီးဖြစ်လာပြီးယခုထက်ပို၍ပင်ကတောင်းကနေဖြစ်လာနိုင်ပါတယ်။မတီးမငြိမ်ဖြစ်လာမှုများနဲ့အုပ်ချုပ်ရေးတွင် ်ကွက်လက်ကြီးဖြစ်ပေါ်လာမှုကြောင့်လက်နက်မောင်ခိုမှသည်မူရစ်စေဝါတီတရားမဝင်စီးပွားရေးများကြီးပွားကျေပြန့်လာမည်ကြီးထွားကျေပြန့်လာမည်ဖြစ်ပါれနိုင်ငံတကာ၏တာဝန်မဲ့မှုသည်မြန်မာအားငြင်းချမ်းတရားပြည်ဖွံ့ဖြိုးလာရမည်အစားချိနဲ့ရင်းရင်လာပြီးပြည်ပမှကြိုးကင်ချင်းလေးခံရမည် NGC တို့တွန်းပို့နေသလိုဖြစ်လာခဲ့ရပါれ မြန်မာပြည်မတိုင်မီနိုင်ငံရေးအချက်အလက်မှာရေရှည်လက်နက်ကင်ပရိပခကြီးဖြစ်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်စစ်တပ်နဲ့တော်လှန်ရေးအင်အားစုများသည်လည်းကိုယ်ဤမှန်ချက်နဲ့ကိုလှုပ်ရှားနေကြပါတယ်နိုင်ငံတကာအသိုက်အဝန်းကလည်းဖာတိဖာတာနေနေကြ၍မြန်မာပြည်လက်ရှိအနေအထားမှာရုံထွက်နိုင်ရန်ကိုနီကိုဟန်ဖြင့်အပြေရှားရတော့မည်ဖြစ်ပါတယ်ကိုလိုနီခေတ်ဗြိတိရှားတက်သည့်ပညာရှင်ဂျွန် F ဖာနီဘဲမှမြန်မာပြည်နိုင်ငံရေးစီးပွားရေးမိတ်ဆက်စရံတွင်မြန်မာပြည် အချိန်အနည်းနဲ့အများဆိုသလိုမင်းမဲစရိုက်ဖြင့်ဗျံဗရာဖြစ်လာခဲ့ပြီဆိုလျင်နှောင်းလူများသည်မြန်မာအားတရုတ်၏ပြည်နယ်တစ်ခုဖြစ်တွေ့ရလိမ့်မည်ဟုသတိပေးခဲ့ပူပါရယ် ပုံမှန်အေးချမ်းနေသည့်အချိန်များဆိုကဖာနီဗဲဤစကားသည့်မြို့တို့မြပုံလွန်သည်ဟုယူဆရမည်ဖြစ်တော်လဲနက်နက်ရှိုင်းရှိုင်းမတည်ငြိမ်မှုများနဲ့ရင်ဆိုင်နေရသည့်လက်ရှိအချိန်တွင်ဖာနီဗဲဤစကားသည်စိတ်မသက်မသာဖြစ်เสียကောင်းလောက်အောင်စီလျော်လာပြီးဖြစ်ပါရယ်မြန်မာသည်တရုတ်ဤပြည်နယ်တစ်ခုတကယ်တမ်းဖြစ်လာနိုင်ပွဲမရှိတော်လဲမြမနိုင်ငံရင်းနဲ့ပြန်လည်ဖွဲ့စည်းမှုအပေါ်တရုတ်တို့လွှမ်းမိုးလိုမှုကြီးထလာပြီးတဖြည်းဖြည်းအဆုံးဖြတ်ပေးနိုင်သည့်အနေအထားရောက်ရှိနေပြီဖြစ်သည်ဟုစောင်းပါကိုညီကုံချုပ်ထားပါရယ် ယခုလိုအခြေအနေမျိုးနဲ့ရင်ဆိုင်လာရချိန်တွင်မိမိတို့အကျိုးပုံပဲ့မီဆိုရတော့လကောင်တစ်ဖက်ကိုမခံချင်စိတ်ဖြစ်တော့လကောင်စစ်ကောင်းဆောင်များအားမျက်စိမိတ်ထောက်ခံနေကြသူများသည့်တိုင်းပြည်အပေါ်တစ္ဆာဖောက်သူများဖြင့်တမိုင်းတွင်ကြံ့ရင်မည်အဖြစ်ကိုတရိချက်တင်လာပါသည်ပြည်သူတို့၏ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်